ကျမ်းမာရေးစောင့်ရှောက်တဲ့ထုတ်ကုန်ပစ္စည်းတွေကဒီနေ့ခေတ်မှာစီးပွားရေးတရက်အနေနဲ့စိတ်ဝင်စားစရာဘလို့ကောင်းသလဲဆိုတဲ့အချက်၄ချက်ကိုလာရောက်မျှဝေပြီးသွားမှာဖြစ်ပါတယ်ပထမချက်အနေနဲ့ကတော့အသက်အရွယ်30ကျော်ဝန်းကျင်နေဖြစ်တဲ့သပင်အနက်နဲ့အဖြူကိုနှစ်ယောက်ဆက်ပြီးတော့ရှိနေတဲ့အရွယ်ပေါ့နော်သူတို့ကဆိုလို့ချင်း က်တန်းတစ်ခုအနေနဲ့ခန္ဓာကိုယ်ကြီးကိုအသက်30ကျော်အထိတောင်မှအသုံးချထားပြီးသားသူတွေဖြစ်တဲ့သူတို့ကအိုမင်းကြီးညော်လာတွေကိုလည်း ကြောက်တဲ့နုမြူတာတွေကိုအမြဲတမ်းလိုချင်တဲ့သူတွေဖြစ်တယ်။အဲဒီလိုအုပ်စုတွေရဆိုလို့ရှိရင်ကဘာပေါ်မှာလူဦးရေတွေအများကြီးရှိတယ်။ဒီလူတွေအတွက်ကိုဒီကျမ်းမာရေးထုတ်ကုန်ပစ္စည်းတွေကကြတော့သူတို့အတွက်အများကြီးထောက်ကူပေးနိုင်တာဖြစ်တယ်။ဒီလိုအုပ်စုတွေကဘဝမှာကိုယ်တားเสียမလို့သေးဘူးသူတို့ကကျမ်းမာရေးပိုင်းဆိုင်ရာကိုစေယုံစေကံသွားเสียမလို့သေးဘူးသို့တော့ကြိုတင်ကာကွယ်ရမယ်ဆိုတာတော့သူတို့ကတိထားပြီးသားသူတွေဖြစ်တယ်။ ဒုတိယချက်ကတော့လူငယ်တွေလူငယ်တွေအားဆိုလို့ရှိရင်ဒီနေ့ခေတ်မှာ ကျန်းမာရေးနဲ့စီးပွားရေးကို အောင်မြင်ဖို့အတွက်နှစ်ခုလုံးပြိုင်တူလိုချင်ကြတယ်ဆိုတာဒီနေ့ခေတ်ရဲ့လူငယ်တွေကမိုက်ဆက်အရန် ကောင်းသွားပြီဖြစ်တယ်။အရင်ခေတ်ကဆိုလို့ချင်းကျမ်းမာရေးကလိုက်စားစရာမလိုသေးဘူးလူငယ်တွေဖြစ်တဲ့အတွက်လုံးဝစီးပွားရေးပိုင်းဆိုင်ရာကိုပဲအရင်ဦးဆုံးဦးစားပေးရမယ်ပညာတွေသင်ရမယ်စသဖြင့်ဒီလိုတွေပဲသင်ကြားပို့ချခြင်းတွေခံထားရတာဖြစ်တယ်။အခုခေတ်လူငယ်တွေကကြတော့အဲ့လိုမျိုးမဟုတ်တော့ဘူး။လူငယ်တွေအနေနဲ့ကကျမ်းမာရေးကိုအရင်ဦးဆုံးကြိုတင်ပြင်ဆင်ကာကွယ်ထားနိုင်မှဒီနေ့ တတိယအရွယ်ရောက်လာတဲ့အခါမှာအောင်မြင်သူတယောက်ဖြစ်လာရင်ပျော်ရွှင်မှုတွေကိုပြိုင်နေရရှိနိုင်ဖို့အတွက်ကျမ်းမာရေးနဲ့စီးပွားရေးပြိုင်တူအောင်မြင်နိုင်ရမယ်ဆိုတာကိုမိုက်ဆက်တွေးထားပြီးသားဖြစ်တဲ့အတွက်ဒီနေ့ကျမ်းမာရေးစောင်းချောက်တဲ့စီးပွားရေးဟာလူငယ်တွေရဲ့လောကမှာရေပန်းစားနေတာဖြစ်ပါတယ်နံပါတ်3နံပါတ်3ကကြတော့ကျမ်းမာရေးဖြည့်ဆွက်စာတွေကို စီးပွားရေးတရက်အနေနဲ့ ခက်စားနေတယ်ဆိုတာစီးပွားရေးတစ်ခုလောက်ကင်ကျင်နေဆိုတော့လူငယ်တွေရဲ့ပတ်ဝန်းကျင်မှာ အရန်အရန်ကိုရေပန်းစားနေတယ်ဆိုရတဲ့အကြောင်းရင်းပေါ့နော်လူငယ်တွေရဲ့ပတ်ဝန်းကျင်မှာရေပန်းစားနေရတဲ့အကြောင်းရင်းကကျမ်းမာရေးကိုအရင်တုန်းက အတွေးခေါ်တွေနဲ့မတူတော့ဘူးအရင်တုန်းကမြို့တွေရွာတွေနယ်တွေမှာဆိုလို့ရှိရင် လူငယ်တွေတိထားတဲ့အသည့်ကငါတို့ကလူငယ်ပဲအာကျမကြီးဖြည့်ဆော့စာတွေစားစရာမလိုဘူးကျမကြီးကောင်းနေပြီးသားပဲခန္ဓာကိုယ်မှာအာဟာရပြည့်ဝနေပြီးသားပဲဆိုပြီးတော့မှတွေးတက်ကြတယ်အဲအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်အသက်ကြီးပိုင်းရောက်လာတာနဲ့အမြတ်အောင်မြင်လာကောင်းအောင်မြင်လာလိမ့်မယ်အဲ့လိုအောင်မြင်လာတဲ့အခါမှာကျမ်းမာရေးတွေချို့တက်သွားတာဖြစ်တဲ့အတွက်သူတို့ရဲ့ အချိန်တွေရှိလာတဲ့အခါမှာသူတို့ရရှိထားတဲ့တိဆောက်ထားတဲ့ငွေတွေရာဆိုလို့ရှင်တခြားတနေရာမှာအလုံးလိုက်အရင်လိုက်သုံးပြုတ်လိုက်ရတာဖြစ်တဲ့အတွက်လူငယ်တွေကဒီသဘောကိုနက်ပြီးသားဖြစ်သွားတယ်အဲ့တော့သူတို့ရဲ့အတွေးခေါ်တွေ mindset တွေဟာဆိုလို့ရှင်ဘဝရဲ့အတွေ့အကြုံတွေရဲ့သူတို့ချိန်မှမြင်တွေ့နေရတဲ့လူကြီးတွေရဲ့အောင်မြင်သွားတဲ့သူတွေမှာပတ်စံနေချမ်းသာပြီးတော့ကျန်းမာရေးတွေမကောင်းသွားတဲ့အရာတွေကိုသူတို့ကအတွေ့အကြုံဘဝသင်ခန်းစာတည်းအနေနဲ့ယူပြီးတော့ခါကြတော့လူငယ်တွေဟာအခု ုချိန်မှာခန္ဓာကိုယ်အာအင်ပြေဖြိုးနေတဲ့အချိန်ဘာကြောင့် DNA အဆင့်ထိဖြစ်တဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းအားကိုလုံးဝမကျသွားအောင်ကာကွယ်သင့်တယ်လဲဆိုတာကိုသူတို့ကသဘောပေါက်ကြတာဖြစ်တယ်ကျွန်မလက်ပတ်ဆိုလို့ချင်းကျွန်မအမြဲတမ်းသုံးဆောင်တယ်အဲ့ကျမတို့တအိမ်သားလုံးသုံးဆောင်နဲ့ထုတ်ကုန်ပစ္စည်းဖြစ်တယ်။ဒါကျမကြီးဖြည့်ဆွတ်တတ်စာ။အဲ့တော့ဒီလိုမျိုး ထုတ်ကုန်ပစ္စည်းတွေရာဆိုလို့ချင်းခန္ဓာကိုယ် ပြေးဖြိုးနေတဲ့အချိန်တွေမှာပဲအာဘစ်စတီးရီးယားပိုးတွေခန္ဓာကိုယ်ထဲကိုဝင်လာနိုင်တဲ့ပိုးတွေကိုတိုက်ဖြတ်ပေးနိုင်တာဖြစ်တဲ့အတွက်လူငယ်တွေရဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ဒီနေ့ကျန်းမာရေးဖြည့်ဆတ်စာတွေကိုစီးပွားရေးတရက်အနေနဲ့ထိုးပေါက်နိုင်တယ်ဆိုတဲ့အိုင်ဒီယာကောင်းတွေလူငယ်တွေမှာရှိပြီးသားဖြစ်တယ် န္ဓာကိုယ်ရဲ့အကျောအရှင်တွေသွေးလည်ပတ်မှုအားတွေကောင်းမွန်နိုင်တာဖြစ်တဲ့အတွက်အုံနောက်တွေကိုဖြုန်ဖွေးတိုးတက်စေတယ်။အဲ့လိုအုံနောက်တွေဖွံ့ဖြိုးတိုးတက်လာတာနဲ့မြအိုင်ဒီယာကောင်းတွေအကြံဉာဏ်ကောင်းတွေတွက်ပြီးတော့ဘဝကိုဇာတိုးတိုးတက်နိုင်တဲ့ဘဝတိုးတက်ရေလမ်းကြောင်းတွေကိုသင်ယူလေ့လာနိုင်တဲ့လူငယ်တွေဖြစ်တယ်။ဒါကြောင့်မလို့ခန္ဓာကိုယ်ဟာအရေးကြီးဆုံးဖြစ်တယ်ဆိုပြီးတော့မှသူတို့ကစီးပွားရေးတရက်အနေနဲ့ တန်းမာရေးစောင့်ချောက်တဲ့ထုတ်ကုန်တွေကလူငယ်တွေရဲ့ပတ်ဝန်းကျင်မှာရေပန်းစားနေပြီးသားဖြစ်ပါတယ်လူတွေရဲ့သဘောသဘာဝကပတ်ဝန်းကျင်ကောင်းကိုလိုအပ်တယ်။ကျမကြီးဆောင်းချောက်တဲ့ထုတ်ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးစီးပွားရေးလုပ်တဲ့သူတွေက ဆက်ဆံရေးတွေကောင်းမွန်ပြီးတော့ပတ်ဝန်းကျင်ကောင်းကိုပိုင်ဆိုင်ခွင့်ရတယ်။သူတို့ရဲ့တဏိတာမှာပြုံးစုပုံဆက်ဆံပုံတွေစကားအသွာအလာတွေဟာဆိုလို့ချင်းတဏိတာမှာကျမ်းမာရေးအကြောင်းတွေဆွေးနွေးမယ်။အားကစားအကြောင်းတွေဆွေးနွေးမယ်။ကျမ်းမာရေးတက်စာထုတ်ကုန်ပစ္စည်းအကြောင်းတွေဆွေးနွေးမယ်။အာဟာရရှိတဲ့ထုတ်ကုန်ပစ္စည်းတွေကိုဘယ်လိုစားတောက်ရမလဲဆိုတဲ့အကြောင်းတွေကိုဆွေးနွေးသွားကြတာဖြစ်တယ်။ပြီးလို့ချင်းဓာတုဗေဒကင်းတဲ့ထုတ်ကုန်ပစ္စည်းတွေကိုဘယ်လိုမျိုးဝယ်ချမ်းစားတောက်ရမလဲဆိုတာတွေကိုဆွေးနွေးကြပြီးတော့စိတ်သက်ခွန်အား ားပိုင်ဆိုင်ရာတွေကိုလည်းဆွေးနွေးကြတယ်အသိပြေးပညာရက်တွေကိုတယောက်နဲ့တယောက်သူတော်တဲ့အချက်ကိုကိုမျှဝေမျှဝေပြီးတော့မှအပြန်အလှန်နှီးနှောဖလှယ်ကြတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကောင်းမှဆိုလို့ရှိရင်လည်းပဲအဲ့လိုတနေ့တာရဲ့ အရင်အားဖလန်ရရှိစေတဲ့ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ခွင့်ရကြတာဖြစ်တယ်အဲ့တော့ဒီဘဝမှာမိမိတို့စီးပွားရေးလုတ်ကင်နေဆိုလို့ချင်းအားလုံးအားလုံးသိထားရမယ့်အချက်ကပတ်ဝန်းကျင်ခေါင်းနေနဲ့ရရှိနိုင်ဖို့ဆိုတာမိမိတို့ဒီကျန်းမာရေးပိုင်ဆိုင်ရာတွေနဲ့သွားပြီးတော့မှလေပတ်နိုင်တဲ့ လူမျိုးစုတစုပတ်ဝန်းကျင်ကောင်းတစ်ခုအဲ့ဒီနေရာတွေကိုရောက်ရှိသွားပြီဆိုလို့ချင်းမိမိရဲ့ဘဝကိုလည်းတိုးတက်မြင့်မာအောင်လုပ်နိုင်ပြီးတော့ကိုယ့်ရဲ့မိသားစုကိုလည်းပဲစံမရေးကောင်းအောင်စောင့်ရှောက်နိုင်တယ်လို့ကိုယ့်ရဲ့မြို့ရွာမြို့ရွာကနေပြီးတော့လူမျိုးစု လူမျိုးစုကနေပြီးတော့နိုင်ငံတနိုင်ငံအထိကိုယ့်အသိပညာတွေနဲ့လူများတွေကို မျှဝေ ပေးနိုင်စွမ်းရှိတယ်။အဲ့လိုပေးနိုင်လာပြီးဆိုရင်လူတဦးတယောက်ရဲ့ပြောင်းလဲမှုကြောင့်ကိုကိုတိုင်ကိုဘဝမှာတိုးတက်မြင့်မာတဲ့အောင်မြင်မှုတွေရရှိပြီးတော့လူမျိုးစုတစုနိုင်ငံအလိုက်ကိုတိုးတက်မြင့်မာတဲ့ရလဒ်တွေကိုရရှိစေနိုင်တာဖြစ်ပါတယ်။ဒါကတော့ကျမ်းမာရေးစောင့်ချောက်တဲ့ထုတ်ကုန်ပစ္စည်းတွေနဲ့ဘလို့စီးပွားရေးလောက်ကန်ရမလဲဆိုတဲ့အချက်၄ချက်ကိုမျှဝေပေးသွားတာပါ။ ကျမကြီးစောင်းလျှောက်တဲ့ထုတ်ကုန်ပစ္စည်းတွေနဲ့ဘာကြောင့်စီးပွားရေးစိတ်ဝင်စားစရာကောင်းလဲဆိုတော့ဒီဗီဒီယိုဖိုင်လေးပြီးသွားပြီဆိုရင် နောက်ထပ်ဒုတိယ level 2ဗီဒီယိုဖိုင်မှာ success mall ဆိုတဲ့ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ success small company ရဲ့ key တွေ success small company ရဲ့အကြောင်းတွေ2025ခုနှစ်မှာဘလို့ idea အသစ်အစမ်းတွေနဲ့12နှစ်တိုင်တိုင်တည်ထောင်လာတဲ့ company ကြီးကဒီလိုထုတ်ကုန်ပစ္စည်းတွေဘလို့မျိုးတိုးတက်ပြောင်းလဲနေသလဲဆိုတာကိုအသေးစိတ်လာရောက်မျှဝေပေးသွားမှာဖြစ်တယ်။အဲ့တော့နောက်ထပ် video file တွေကိုဆက်လက်စောင့်မျှော်တည်ထူကြပါလို့ပြောချင်ပါတယ်။